ဘာကြောင့် plan လုပ်လဲနော်ဘာကြောင့်ဖို့ plan လုပ်တယ် plan လုပ်တဲ့ခြင်းအပြင်နော်ရရမယ်ရလတ်တရားဘာတွေလိုချင်သလဲဆိုလို့ရှိရင် plan လုပ်လိုက်တဲ့ခါကျရင်ရှေ့လျှောက်နော်အနာဂတ်နော်အနာဂတ်လို့ပြောလာရှိမြင်နော်နော်အခုနီးစပ်တဲ့အနာဂတ်ခဝေဝေမှာအနာဂတ်ဘာဖြစ်ဖြစ်အနာဂတ်အတွက်ကိုဘယ်လိုသွားကြမလဲဆိုတာကိုသိလာတယ်နော် plan ကြိုတင်ပြီးတော့มาစီမံထားတာဖြစ်တဲ့အတွက်เนาะနောက်တစ်ခါ plan ဆိုတာကိုဆရာမတို့ကเนาะအဓိပ္ပာယ်ဖွဲ့ဆိုတာအတူခက်လွယ်လွယ်လေးเนาะအရစကားနဲ့အများနာလဲအောင်ပြောရမှာဆို plan ဆိုတာကနောက်ကာလမှာလုပ်မဲ့ကိစ္စကိုအခုတည်းကကြိုတင်စဉ်းစားတာအဲ့ဒါ plan ပဲ ဟုတ်လားနော်အဲ့တော့အဲ့ဒီညတောင်ကာလမှာရုံငန်းအတွက်အကျိုးရှိဖို့နော်အဲ့ဒါကိုအခုဘယ်လိုလုပ်မလဲစဉ်းစားတာအဲ့ဒါကို plan မယ်အဲ့တော့ plan လုပ်လိုက်ရတဲ့အကြောင်းရင်းကပါလေနော်နောင်ကာလအတွက်အကျိုးရှိတာကို ဖော်ထုတ်တယ်နှစ်ကပါလို့လဲနော်ကြိုတင်ပြီးတော့မှစဉ်းစားထားတယ်ဖော်ထုတ်ထားတာဖြစ်တဲ့အတွက်မရေရာမသေးကြတာကိုနော်တော်တော်များများရှော့နိုင်တယ် နောက်တစ်ခုကပါလဲဆိုရင်ကြိုတင်ပြီးတော့မှစဉ်းစားထားတာဖြစ်တဲ့အတွက် နော်တစ်ခုနဲ့တစ်ခုနဲ့ထပ်နေတာမရှိဘူးနော်တတနည်းအားစဉ်းစားထားရင်နောက်တနည်းအားလည်းစဉ်းစားတယ်အဲ့လိုမျိုးနော်တတကိစ္စတရထဲကိုပဲနှစ်နည်းအားစဉ်းစားတယ်ဆိုရင်အဲ့ဒါပါလဲဆိုရင်နော်အလုတ်တလုတ်ကိုနော်နှစ်နည်းအားလုံးလိုက်သလိုပဲပေါ့အဲ့ဒါကြိုက်ပါလဲဆိုရင်နော်အလဟတဖြစ်သွားတယ်အပိုကြီးဖြစ်တယ်အဲ့တော့ plan လုပ်တဲ့ခါမှာနော်တခါလဲကြိုတင်ပြီးစဉ်းစားထားတာဖြစ်တဲ့တွေ့ဒီလိုမျိုးအလဟတဖြစ်တယ်ပိုနေတယ်ထပ်တယ်ဆိုတဲ့ စမျိုးမရှိဘူးနောက်တစ်ခုကဘာလဲဆိုရင် plan လုပ်ထားရင်ဒါဒါတွေဖြစ်အောင်လုပ်မယ်ဒီလိုလုပ်မယ်သတ်မှတ်ထားတာဖြစ်တဲ့အတွက်เนาะတကယ်အကောင့်ထည့်ပေါ်တဲ့အခါမှာလည်းပဲသတ်မှတ်ချက်အတိုင်းသွားရလာဆိုတာကိုထိန်းချုပ်တဲ့နေရာမှာ plan ဆွဲထားခြင်းအပြင်အမတန်မှအထောက်အကူရပါတယ်အဲ့တော့ဘုရားမတခါလဲဆက်ပြီးပါပြောမလို့ဆိုရင် plan ဆွဲထားတာနဲ့ plan နဲ့အကောင့်ထည့်ပေါ်တာ နော်အဲ့တော့အကောင့်ထဲပေါ်တာကိုဆရာမတို့နော်ဘာသာရနယ်ပယ်မှာဒီစကလုံးကိုသုံးတယ် performance လို့သုံးတယ်နော်အဲ့တော့အခုကြားလာတဲ့အကုန်လုံး performance ဆိုတာကြားဘူးကြပါတယ်ကွာအိမ်မက်ဆုံရမှာနားထောင်မှုတဲ့လူတွေဆိုရင် performance အဲ့ဒီ performance မျိုးပြောတာမဟုတ်ဘူးနော်အခုဆရာမတို့ပြောတဲ့ performance ဆိုတာပါလေလုပ်ငန်းကိုသတ်မှတ်ထားတဲ့အတိုင်းနော်တကယ်လက်တွေ့အကောင့်ထဲပေါ်တာဘယ်လောက်ထိပေါ်ဖို့ကိုအဲ့ဒါကိုလုပ်ငန်းရဲ့ performance လို့ခေါ်တယ်အဲ့တော့ ဘာအရေးကြီးလဲဆိုတော့ plan လောက်ထားတာရှိမယ်တကယ်လက်တွေ့အကောင့်ထဲပေါ်လိုက်တဲ့ပုံဖာရှိမယ်အဲ့တော့ planning နဲ့เนาะ performance ကိုဆရာမတို့ကပါလဲတန်းရှင်ကြည့်ဖို့ရလို့တယ်